ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နိုမာလာ၁၇ရက်အင်္ဂါနေ့ညဘက်မြစီမရဲ့ရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်ခမ်းပါ။ ဒီကနေ့ညနားဆင်ရမယ့်အစီအစဉ်တွေကတော့ထိုင်းကုမ္ပဏီတွေရေနံနဲ့ဓာတ်ငွေ့စီမံကိန်းတက်တွေအတွက်စစ်ကော်မရှင်နဲ့စာချုပ်ချုပ်ဆိုနေတာအားလုံးကိုရပ်တန့်ဖို့သွေးစွန်းငွေအဖွဲ့တောင်းဆိုတဲ့သတင်းနဲ့အတူထိုင်းကဖန်စီထားတဲ့ရွှေကုတ်ကိုလောင်းကစားယုံပိုင်ရှင်ကိုတရုတ်ထံလွှဲရမယ်ဆိုတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှတော့ key to heart ကျမ်းမာရေးအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်ခင်ဗျာ မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားရမယ်မန္တလေးတိုင်းမြင်းချံခရိုင်ငဇုံမြို့နယ်မြို့သားအရှိရွာအနီးမှာစစ်ကောင်မရှင်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာမှာ၄ရောက်သေဆုံးသွားပြီး၂ရောက်ဒဏ်ရာတွေရသွားတယ်လို့ Special Task Force ငန်းစုံအဖွဲ့ပြောခွင့်ရသူကမီစီမာကိုပြောပါတယ် ကားနှစ်စီးနဲ့ချစ်လျင်စုစုပေါင်းအင်အား100လောက်ပါတဲ့အဲ့ဒီစစ်ကြောင်းကိုနိုဝင်ဘာလ10ရက်မနေ့ကမနက်9နာရီခွဲဝင်းကျင်အချိန်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မြို့သားစစ်မှုဇုံလမ်းပိုင်းတနေရာမှာပဒေသာမိုင်း6လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းဟာကျွေးစိန်ရွာကိုဝင်ရောက်ပြီးဒေသခံပြည်သူတွေရဲ့ရွှေငွေတွေကိုလူယူသွားပြီးအမျိုးသား12ယောက်ကိုတရားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ တစားခန့်တွေကိုခေါ်ပြီးမြို့သားမြို့ဘက်ကိုပြန်လာတဲ့အဲ့ဒီစစ်ကြောင်းကိုလမ်းမှာတော်လန်ရဲတပ်ဖွဲ့တွေက40မမဘုံတိနှလုံးနဲ့ထက်မှန်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ခိုက်မှုတွေအတွင်းမှာ SDF တပ်ဖွဲ့ဝင်တွေအားလုံးအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။တစားခန့်တွေအဖြစ်ဖန်ဆီးခံရသူတွေကတော့နိုဝင်ဘာလ17ရက်ဒီကနေ့နေ့လယ်ပိုင်းအထိပြန်လွတ်မြောက်လာတာမရှိသေးဘူးလို့လည်းသိရပါဗျာခင်ဗျာ။ ဖားကမ်းမြို့နယ်လုံခင်းကျေးရွာအုပ်စုကထန်ကွက်တစ်ကျေးရွာကိုစစ်ကောင်မရှင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ရမှာတားမိနှစ်ဦးဘုံးစံထိမှန်တန်ရာရပြီးတဲ့နောက်မိခင်ဖြစ်သူတေဆုံးသွားတယ်လို့ဒေသခံတွေစီကတီးရပါတယ်။ဒီကနေ့နိုဝင်ဘာလ17ရက်နေ့လယ်တနာရီ34မိနစ်အချိန်မှာဝိုင်းတွဲလေရင်နဲ့ဘုံးနေကျဲချတိုက်ခိုက်သွားတာဖြစ်ပြီးနေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ဒေသခံကပြောပါတယ်။ ဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလှုပ်တာပါရွေချက်ရှိလှုပ်တာပါလူနေရက်ကွက်တွေကိုကျဲသွားတာလို့ဒေသခံတူကဆိုပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကလေးဟာအသက်၃နှစ်ဝန်းကျင်ရှိကြောင်းအင်ဂျီပျက်စီးမှုတွေလည်းများနိုင်ပြီးအရေးအတွက်အတိအကျကို မသိရသေးကြောင်းသူကဆိုပါတယ်လနဲ့ကြီးကြီးဟာနိုမာလာ၈ရက်နေ့ကယူမာကြီးရွာဖုန်ကြီးကျောင်းနဲ့နိုမာလာ၉ရက်နေ့မှာလဲမော်စီစာကြီးရွာဖုန်ကြီးကျောင်းအနီးလမ်းမကြီးတွေပေါ်မှာကြောက်ရောက်ပောက်ကွဲခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နိုဘာလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုအတွင်းအသက်20ရွယ်မျိုးသမီးကြည်တိမှန်တေဆုံးခဲ့ရပါတယ်ခင်ဗျာတရုတ်နိုင်ငံသားလောင်ကစားယုံပိုင်ရှင်ကိုတရုတ်နိုင်ငံစီလွှဲအပ်ရေးကိစ္စနဲ့ပတ်သက်လို့၃နှစ်ကြာကြာအမှုရင်ဆိုင်ခဲ့ရပြီးနောက်တရခန်လွှဲပြောင်းရေးအမိန့်ကိုထိုင်းတရားရုံးတစ်ခုကအတီးပြုတ်လိုက်တယ်လို့ထိုင်းအစိုးရရှေ့နေကနိုဝင်ဘာလ၁၀ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်မှာပြောကြားခဲ့ပါတယ် ကမ္ဘောဒီးယားနိုင်ငံကလက်မှတ်ကင်ဆောင်ထားသူအသက်43နှစ်အရွယ်တရုတ်နိုင်ငံသားရှက်ကြည်ချန်ကိုထိုင်းရဲတပ်ဖွဲ့ကပြီးခဲ့တဲ့2022ခုနှစ်ဩဂတ်လမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရှက်ကြည်ချန်ဟာတရားမဝင် online လောင်းကစားလုပ်ငန်းတွေလုပ်ကိုင်နေကြောင်းတရုတ်နိုင်ငံကဆွဆွဲခဲ့ပြီးအနီရောင်အဆင့်တတိပေးချက်တွေထုတ်ပြန်ပေးဖို့နိုင်ငံတကာရဲတပ်ဖွဲ့ထံတောင်းဆိုခဲ့ရာနိုင်ငံတကာဖမ်းဝရန်နဲ့သူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ချက်ကြည်ချန်ကိုတရုတ်နိုင်ငံကိုလွှဲအပ်ဖို့ ထိုင်းရာဇဝတ်တရားရုံးက2024ခုနှစ်မေလမှာအမိန့်ချမှတ်ခဲ့ပေမဲ့အဲ့ဒီအမိန့်ဟာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ကအယူခံဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားခံလွှဲပြောင်းရေးအမိန့်ဟာတရားဥပဒေနဲ့ညီကြောင်းထိုင်းဖွဲ့စည်းပုံအခြေခံတရားရုံးကပြီးခဲ့တဲ့လမှာဆုံးဖြတ်ခဲ့ပါတယ်။သူကိုဆွတ်ဆွေးချက် တင်ထားတဲ့ပြစ်မှုတွေမှာ ဘန်ငွေ7.63ထရီလီယံကျော်ရှိတဲ့လောင်ကစား website 236ခုတည်ထောင်ထားတဲ့အမှုလောက်ကင်တဲ့အမှုလည်းပါဝင်ပါတယ်။သူဟာမြန်မာနိုင်ငံရွှေကုတ်ကိုမြို့တင်မှာကာစီနိုရုံနှစ်ခုတည်ထောင်လောက်ကင်ခဲကြောင်းလည်းဆက်ဆွဲခံရပြီးတရုတ်နိုင်ငံသားတွေ online platform အမျိုးမျိုးကနေလောင်ကစားလှုပ်ရှားမှုတွေမှာပါဝင်ဖို့သွေးဆောင်စီယုံခေချောင်းဆက်ဆွဲခံထားရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ချက်ကြည်ချန်ကတော့အမားတစုံတရာကျူးလွန်ထားတာမရှိကြောင်းဆက်လက်ညှင်းဆိုနေပြီးတရုတ်မှာသူ့ကိုဖွင့်လှစ်ထားတဲ့အမှုဟာနိုင်ငံရေးအရာလှုံ့ဆော်တာဖြစ်ပြီးတော့2012ခုနှစ်ကတည်းကဆွဲချက်တင်ထားတဲ့ပြစ်မှုတွေကိုအခြေခံထားကြောင်းသူ့ရဲ့ရှေ့နေက writer သတင်းဌာနကိုပြောပါတယ် အယူခံတရားရုံးကနိုဝင်ဘာလ6ရက်နေ့မှာစီရင်ချက်ချမှတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီစီရင်ချက်ကိုနိုဝင်ဘာ10ရက်နေ့မှာချစ်ကြည်ကျန်းနဲ့ရှင်းနေအဖွဲ့စီအတိပေးခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ချစ်ကြည်ကျန်းကိုဘန်ကောက်မြို့ရာမန်အကျဉ်းထောင်မှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်ထိုင်းအစိုးရဌာနတွေအနေနဲ့ချစ်ကြည်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးနိုင်ရည်ညှိနှိုင်းဆောင်ရွက်ဖို့ရပ်ပေါင်း90အချိန်ရမှာဖြစ်ကြောင်းလည်းသိရပါတယ်ဖန်ဆီးခံရချိန်မှာချစ်ကြည်ကျန်းဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွှေကုတ်ကိုမြို့တစ်ကဒေါ်လာ15ဘီလီယံတန်ကျေးရှိတဲ့ကာစီနိုဖျော်ဖြေရေးနဲ့ခီးတွားလုပ်ငန်းတို့ပါဝင်တဲ့လောင်းကစားအင်ပါယာကိုဥဆောင်နေခဲ့ပါတယ်။ဒေတာတွင်ငွေလိမ်လုပ်ငန်းတွေလူကုန်ကူးမှုကွန်ရက်တွေနဲ့ဆက်နွယ်မှုတွေကြောင့်ရွှေကုတ်ကိုနဲ့ဆက်ဆက်တဲ့ကုမ္ပဏီ၉ခုနဲ့လူပုဂ္ဂိုလ်တွေကိုအမေရိကန်ဘန်ဒါရဲ့ဌာနကစက်တင်ဘာလတည်းမှာဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ထိုင်းမြန်မာလာအိုနဲ့ကမ္ဘောဒီးယားတို့ကြားမှာရှိတဲ့နေဆက်ဒေသတွေဟာ COVID-19 ကပ်ဘေးရောဂါကာလကစပြီး online ငွေလိမ်လုပ်ငန်းတွေအတွက်အချက်အချာနေရာတွေဖြစ်လာခဲ့ပြီးအဲ့ဒီငွေလိမ်လုပ်ငန်းခြံဝန်းကြီးတွေမှာအတမအလုတ်စေခိုင်းဖို့လူထောင်ပေါင်းများစွာကိုလူကုန်ကူးမှုကနေဒေါ်လာဘီလီယံပေါင်းများစွာရရှိစေခဲ့တယ်လို့လည်းကုလသမဂ္ဂကပြောကြားထားပါတယ်ခင်ဗျာ။ ြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်အတွင်းချင်းတော်လိုင်းရေးတပ်ဖွဲ့တွေစုမှုထားတဲ့တီးတိမ်တိုင်ငင်လန်ကိုစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ဒေသခံချင်းတပ်ဖွဲ့စီကသိရပါတယ်။အော်တိုဘားလာ29ရက်နေ့ကစလို့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့ချင်းတော်လင်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စီးအေးရအေးပါတဲ့အဲ့ဒီလမ်းပိုင်းကိုနိုမာလာ9ရက်နေ့ညပိုင်းမှာလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ တို့ရသွားပြီတိုင်းငင်းကိုတို့ဘက်ကအထိနာတော့နောက်တိုင်းငင်းမှာမနေရအောင်လှုပ်ချင်ရလှုပ်ဆိုပြီးတို့ရဲဘော်တွေကိုအမိန်ပေးတာတွေကြားရတယ်လို့ဒေသခံချင်းတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ CDF CDM CN ပြောရေးဆိုခွင့်ရှိသူကဒီကနေ့နိုမာလာ17ရက်နေ့မှာမျိုးစီမာကိုပြောပါတယ်တော်လိုင်းတက်တွေဟာတိုင်းငင်းရွာကနေမဆုတ်ခွာမီမိုင်းမြောင်များထောင်ခဲ့ပြီးစစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန်မှာမိုင်းတွေကိုဖောက်ခွဲခဲ့တယ်လို့သိရပါဗျ။ ဲ့လိုတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သား20ခန့်တေဆုံးခဲ့ကြောင်းကို မိုင်းဆွဲခဲ့တဲ့ရဲဘော်တွေနဲ့တပ်တွင်းတရင်တွေအရပြန်လည်တည်ရတယ်လို့သူကဆိုပါတယ်။အဲ့တေဆုံးမှုနဲ့ပတ်သက်လို့တော့မျိုးစိမကတီးခြားတီးပြူနိုင်တာမရှိပါဘူး။အဲ့ဒီစစ်ကြောင်းဟာချင်းတော်လိုင်းတပ်ဖွဲ့တွေ2023ခုနှစ်နိုဝင်ဘာလကတိမ့်ပိုက်ထားတဲ့ကနေဒီတောင်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်တီးတိမ်နဲ့ဖလန်းမျိုးလမ်းခွဲတိုင်းငင်းမျိုးကိုဆက်လက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာစစ်ကော်မရှင်တပ်ဟာတီးတိမ်မြို့နယ်ကနေဒီတောင်တိုင်းငင်းရွာထိပ်မှာရှိတဲ့စူတောင်းတောင်တိုင်းငင်းလမ်းကနေဖလန်းဘက်လမ်းမမှာရှိတဲ့စွလင်ရမွာဘီရွာနဲ့ဖလန်းမြို့နယ်ဝေဘူးလရွာမှာနေရာယူတပ်ဆွဲထားတယ်လို့သိရပါတယ်ချင်းပြည်နယ်တော်လရင်အဖွဲ့တွေအတွင်းချင်းလန်းကောင်စီ CC အဖွဲ့ဝင်တွေနဲ့ချင်းညီနောင် CB အဖွဲ့ဝင်တွေဆိုပြီးသဘောထားကွဲလွဲမှုတွေရှိပေမဲ့အခုစစ်ကြောင်းခုခံမှုမှာပူးပေါင်းမှုတချို့ရှိတယ်လို့ CDF CDM CN တာဝန်ရှိသူကပြောပါတယ် ပူပေါင်းမှုတွေရှိလာနေပါတယ်အချင်းချင်းမစည်းလုံးတွေရန်သူကအရာကိုအခွင့်ကောင်းယူပြီးလာနိုင်ကြမှာပဲစီစီလုံးလုံးနဲ့ပုံရန်သူဖြစ်တဲ့စကောင်မကိုခြေမုံတိုက်ခိုက်ကြရအောင်လို့သူကဆိုပါတယ်စစ်ကော်မရှင်တပ်ဟာတီးသိမ့်တိုင်းငင်းလန်းကိုထိန်းချုပ်ပြီးချင်းတော်လင်းတပ်တွေတိမ့်ပိုက်ထားတဲ့ဖလန်းမျိုးကိုပြန်လည်ထိုးစစ်မဲ့အခြေအနေရှိတယ်လို့ချင်းစစ်ရေးတရင်မြစ်တွေစီကတီးရပါတယ် အဲဒါကြောင့်ပြည်သူတွေအနေနဲ့အသွာအလာတွေတည်ထားကြဖို့နဲ့စည်ရေးအခြေအနေတွေကိုအမြဲမပြတ်နားဆွင့်ထားကြဖို့တော်လင်းတပ်ဖွဲ့တွေကတတိပေးထားပါတယ်ခင်ဗျာဒီစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ နေဆက်အနီးမှာမြေမြုံပိုင်းကြောင့်ထိုင်းစစ်သား2ဦးဒဏ်ရာရပြီးမှာထိုင်းနိုင်ငံကအိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ရရှိထားတဲ့ငြိမ်းချမ်းစာချုပ်အကောင့်ထဲပေါ်လာကိုဆိုင်းငံ့လိုက်တယ်လို့တင်းလာနေမှာကြေညာလိုက်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကြီးကြပ်ချုပ်ဆိုထားတဲ့သဘောတူညီချက်မှာဇူလိုင်လအတွင်းပေါ်ပေါက်ခဲ့တဲ့နေဆက်အပြန်အလှန်ပြစ်ခတ်မှုတွေပြီးရန်လိုမှုတွေကိုထာဝရအဆုံးသတ်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့်အ ਨੇ ဆုံး43ဦးသေဆုံးခဲ့ရပြီးနှစ်ဖက်လုံးကအရသာ3သိန်းကျော်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ကြပါတယ်။စီစာကပ်ပြည်နယ်မှာပေါက်ကွဲခဲ့တဲ့မိုင်းတံကြောင့်စစ်သားတအူးပြင်းထန်တဲ့ခြေထောက်ဒဏ်ရာရရှိခဲ့ပြီးနောက်တအူးဟာလည်းမိုင်းပေါက်ကွဲမှုပြင်းအားကြောင့်ရင်ဘတ်နာကျင်တဲ့ဝေဒနာခံစားနေရတယ်လို့တော်ဝင်ထိုင်းကြီးတက်ကကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။ ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူစီရီပွန်အန်ကာစာကူဂီယက်ကပူးတွဲကြေညာချက်နောက်ဆက်တွဲကိစ္စရများကိုဘန်ကောက်ကရက်စဲလိုက်မယ်လို့ပြောသွားပါတယ်လာတချို့ကြာပြီးနောက်နှစ်ဖက်အပြည့်ရက်ဖို့သဘောတူညီမှုအပြီးအော်တိုဘားလာနှောင်းပိုင်းကကွာလာလမ်ပူမှာလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကိုရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။သဘောတူညီချက်အကောင့်ထဲပေါ်ရေးအစိပ်ပိုင်းဖြစ်နောက်တဆင့်လုပ်ဖို့ရည်ရွယ်ထားတဲ့လုပ်ငန်းတွေထဲမှာထိုင်းနိုင်ငံကထိန်းသိမ်းထားတဲ့ကမ်ဘောဒီးယားစစ်သား၁၈ဦးလွတ်ပြေးလဲပါဝင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်ချာရာဗီရကွန်ကလည်းလုံခြုံရေးဆိုင်ရာချင်းချောက်မှုတွေရောပါသွားပြီလို့ကျွန်တော်တို့ထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းရောပါမသွားသေးပါဘူးလို့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေနဲ့ဆက်လင်းလို့ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့ချက်ချင်းသဘောထားမှတ်ချက်ပေးလာမရှိသေးပါဘူး။ဒါပေမဲ့အရင်ကလည်းနေဆက်မှာမိုင်းထောင်နေဆိုတဲ့ထိုင်းနိုင်ငံရဲ့ဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပူပါတယ်။ တရုတ်သမောရီအပေါ်ပြစ်မှတ်ထားချမှတ်ခဲ့တဲ့အခွန်တွေကိုရက်ဆိုင်တာနဲ့တပြိုင်တည်းပဲအမေရိကန်သမောရီအပေါ်ချမှတ်ထားတဲ့အထူးစိတ်ကန်းခွန်တွေကိုလည်းတစ်နှစ်ကြာဆိုင်းငံ့သွားမယ်လို့တရုတ်ကတင်းလန်လေးကပြောပါရယ်။ဒါဟာအမဟာအင်အားကြီးနိုင်ငံတစ်ခုအကြားဖြစ်ပွားနေတဲ့ရရှိထားတဲ့အထူးမခံကုံတွယ်ရေးပြည်လည်မှုတရက်ဖြစ်ပါရယ်။ ဝဲကံပြောင်စုနဲ့တရုတ်နိုင်ငံတို့ဟာမတိမငင်ကုံွယ်ရေးစစ်နဲ့ကုံွယ်ခွန်စစ်ပွဲလာပေါင်းများစွာဖြစ်ပွားနေခဲ့ကြတာပါဒါပေမဲ့လွန်ခဲ့တဲ့လကတမရနှစ်ဦးဖြစ်တဲ့ရှီချင်းဖင်နဲ့ဒေါ်နယ်ထရန်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံခဲ့ပြီးမှဆိုးရွားတဲ့တန်ခတ်မှုအချို့ကိုရုတ်သိမ်းဖို့တဘောတူညီခဲ့ကြပါတယ်။နှစ်ဖက်အပြန်အလှန်ချမှတ်တဲ့အကောက်ခွန်တွေဟာတစ်ချိန်မှာအလုံးမဖြစ်တဲ့ကနန်း၃လုံးပမာဏအထိမြင့်တက်လာခဲ့ပါတယ်။ ါကြောင့်ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုအကြာကုန်သွယ်ရေးကိုအဟန့်တားဖြစ်စေခဲ့ပြီးတော့ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ခါလည်းနှေးကွေးသွားစေခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာဒီဆောက်ပြီးတရုတ်စိတ်ကမ်းမှာစိုက်ကတဲ့တမောရီအပေါ်ချမှတ်ထားတဲ့စိတ်ကမ်းခွန်ဆိုင်ငံ့တာဟာဒီလနေ့မှာ1300တနာရီ Greenison Jane 3953နာရီမှာ စတင်ပြီဖြစ်တယ်လို့တိုက်ပို့ဆောင်ရေးဝန်ကြီးဌာနကကြေညာထုတ်ပြန်ထားပါရခင်ဗျာ။ ဒုတိယကမ္ဘာစစ်အပြီးမှာပဲတမောတီဆောက်ရေးလုပ်ငန်းကိုအမေရိကန်နိုင်ငံကကြီးစိုးထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကနေစင်တဖြည်းဖြည်းရော့ကျသွားပြီးတော့ယခုအခါမှာတကမ္ဘာလုံးတမောတီဆောက်မှုရဲ့တုံ့ညာတရမတိတ်ရာခိုင်နှုန်းသာတည်ဆောက်နိုင်တော့ပါတယ်။ဒီလုပ်ငန်းဟိုအာရှနိုင်ငံတွေကကြီးစိုးထားပြီးတော့ရေချတဲ့တင်မောအားလုံးရဲ့ထောက်ဝက်နိဗ္ဗာန်ခံကိုတော့ကျုပ်နိုင်ငံကတည်ဆောက်နေပြီးတဲ့သူ့ရဲ့နောက်မှာတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့တည်ရှိနေရလဲဖြစ်ပါတယ်ခင်ဗျာ။ မီဇီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည့်ပါထိုင်းကုမ္ပဏီတွေအနေနဲ့ရေနံတွင်းတင်တဲ့ဒဏ်ငွေထုတ်လုပ်မှုစီမံကိန်းတစ်တွေအတွက်စစ်ကော်မရှင်နဲ့စာချုပ်တွေချုပ်ဆိုနေတဲ့အားလုံးကိုရပ်တန့်ဖို့အထူးတာဝန်ရှိကြောင်းသွေးစွန်ငွေအဖွဲ့ကနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ PTT ကုမ္ပဏီသူ့ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ PTT EB နဲ့ ထိုင်းပုဂ္ဂလိကပိုင် GPM ကုမ္ပဏီတွေကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။စေအုပ်စုထိန်းချုပ်ထားတဲ့ MOGE ကိုရေနံနဲ့ဓာတ်ငွေအခွန်ငွေတွေပေးဆောင်နေတာကြောင့်ရက်ဆက်ကြမ်းကြုတ်မှုတွေမှာပါဝင်ပတ်သက်ထောက်ပံ့နေတာတွေကိုချက်ချင်းအဆုံးသတ်ရမယ်လို့သွေးစွန်းငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတတိပေးထားပါတယ်။ PTTEP ကုမ္ပဏီဟာစစ်တပ်ကအာဓာသိမ်းပြီးနောက်မြမကန်းလွန်ရေနံနဲ့တဘဝတက်ငွေစီမံကိန်းကနေနှုတ်ထွက်သွားကြတဲ့ ပြင်သစ်အခြေဆိုင် Total Energy နဲ့ American အခြေဆိုင် Chevron တို့ရဲ့ရှယ်ယာတွေကိုမြန်မာရေနံနဲ့တဘဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့အတူလက်လွဲခွဲဝယ်ယူပြီးရတနာနဲ့ဇောတိကစီမံကိန်းတွေမှာလုပ်ငန်းဥဆောင်လေပတ်သူ ဖြစ်လာခဲ့တယ်လို့အဲ့ဒီအဖွဲ့ကပြောပါတယ်။ဒါအပြင် GBN ကုမ္ပဏီကလည်းမလေးရှားအခြေဆိုင်တဲ့ Petronas ရဲ့ရှယ်ယာတွေကို MOGE နဲ့အတူခွဲဝယ်ယူပြီးရဲတကွန်စီမံကိန်းမှလုပ်ငန်းဥဆောင်လေပတ်သူဖြစ်လာခဲ့ကြောင်းဆိုပါတယ်ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့မှာ PTTEP ကုမ္ပဏီအနေနဲ့ MOGE နဲ့ရတနာစီမံကိန်းကဒန်းငွေပုံမထုတ်လုပ်နိုင်ဖို့သဘောတူစာချုပ်မူကြမ်းကိုလက်မှတ်ရေးထိုးခဲ့ပြီးမေလ29ရက်နေ့မှာတော့ GPN ကုမ္ပဏီဟာ MOGE နဲ့မုတ်တမကဲလွန်မှာမင်းရဲသူနမည်နဲ့စီမံကိန်းအသစ်တစ်ခုအတွက်ထုတ်လုပ်မှုခွဲဝယ်ခံစားခွင့်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အဒီနောက်အောက်တိုဘာလ10ရက်နေ့မှာတော့စစ်ကော်မရှင်ရဲ့စွမ်းအင်ဝင်ကြီးနဲ့ PTTEP အမှုဆောင်အရာရှိချုပ်တို့တွဲဆုံပြီးယရနာနဲ့ဇော်တိကစီမံကိန်းတွေကဒံငွေထုတ်လုပ်မှုမြင့်တင်ဖို့ထက်မှန်ဆွေးနွေးခဲ့က အောက်တိုင်ကကမ်းလွန်စီမံကိန်းတစ်အကြောင်းကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဇော်တိကစီမံကိန်းရဲ့ဒဏ်ွက်တွင်းတစ်မှာ2026ခုနှစ်စပိုင်းမှာစတင် ထုတ်လုပ်နိုင်မယ်လို့သိရပြီးအောက်တိုင်ခနဲ့မင်းရဲသူစီမံကိန်းတွေမှာတော့2028မှာစတင် ထုတ်လုပ်နိုင်ဖို့စီစဉ်နေကြောင်းလဲသွေးစွန်းငွေအဖွဲ့ကသတင်းထုတ်ပြန်ချက်တွေကိုကိုးကားပြီးပြောထားပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ MOGE ကိုဥရောပသမဂ္ဂ EU ကဒဏ်ခတ်ပိတ်ဆို့ထားတာပါ အမေရိကန်ကလည်းဒေါ်လာငွေကြေးအသုံးပြုခွင့်ကိုပိတ်ပင်ဒဏ်ခတ်ခဲ့ပြီးဆွေဇလင်ကလည်းပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတာဖြစ်ပါတယ်မြန်မာပြည်တွင်းနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအဖွဲ့အစည်းတွေက MOG နဲ့စစ်အုပ်စုကိုရေနံငွေတွေမပေးဆောင်ဖို့တိုက်တွန်းတောင်းဆိုမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ PTTEP နဲ့ GPM တို့ဟာ ပြည်သူတွေရဲ့အတန်ကိုလိလိယူရှုပြီးစီမံကိန်းဟောင်းတွေမှာဆက်လက်လုတ်ကైနေသလိုစီမံကိန်းသစ်တွေကိုလည်းလက်မှတ်ရေးထိုးနေတယ်လို့သေဆွန်ငွေအဖွဲ့ကပြောထားပါတယ်ခင်ဗျာမြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်သတင်းတွေပြီးမှာတော့ Key to Heart ကျမ်းမာရေးအစီအစဉ်ကိုဆက်လက်နားဆင်ရမှာပါ

ဒီနေ့ဗီဒီယိုမှာတော့အစာအာဟာရမျှတစွာဘယ်လိုစားသုံးရမလဲဆိုတဲ့အခြေခံအချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးအကြောင်းနဲ့ဓာတ်2မျိုးစီရဲ့အာဟာရမျှတစွာစားသုံးခြင်းအရေးပါပုံအကျိုးကျေးဇူးစတဲ့အကြောင်းကိုဆက်ဆက်ပြီးအခန်းကဏ္ဍတွေအားလုံးကို ကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးကက်စီဒက်ကာဘိုဟိုက်ဒရိတ်ဓာတုဗေဒအရကာဗွန်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်တို့ပေါင်းစပ်ပါဝင်တဲ့ဓာတ်ပေါင်း2မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်လုံဆောင်ချက်ကတော့အဓိကစွမ်းအင်အရင်းမြစ်ရရှိတာဖြစ်ပါတယ်။ကစီတက်အမျိုးအစားများရိုးရိုးကစီတက်စင်ပယ်ကာဘိုဟိုက်ဒရိတ်ဖွဲ့စည်းပုံတခြားမော်လီကျူးတစ်ခုလည်းဒါမှမဟုတ်နှစ်ခုပါဝင်ပါတယ်။ဥပမာတွေအနေနဲ့တခြားပြားရည်၊နှုတ်တတိတွေတတိဖြော်ရည်တွေတက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့မြ мян ဆုပ်ယူပြီးစွမ်းအင်အမြန်ထုတ်ပေးပါတယ်။ရှုပ်ထွေးကစီတက်ကွန်ပလက်စ်ကာဘိုဟိုက်ဒရိတ် ဖွဲ့စည်းပုံအနေနဲ့တကြားမော်လီကျူးများစွာဆက်ဆက်နေပါတယ်။ဥပမာတွေကတော့ဆန်လုံးညိုဂျုံချန်းပဲမျိုးမျိုး အာလူးကစွန်းဥပါမုံညိုလိုဖြစ်ပါတယ်။တက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့ဖြည်းဖြည်းချင်းစုပ်ယူပြီးစွမ်းအင်ကြာရှည်ထုတ်ပေးပါတယ်။ကစီတက်ရဲ့အရေးပါမှုများစွမ်းအင်ထုတ်လို့ရေအုံနောက်လုပ်ငန်းဆောင်တာတွေအတွက်အထူးကစွမ်းအင်အရင်းအမြစ်ကိုယ်လက်လှုပ်ရှားမှုအတွက်လိုအပ်တဲ့စွမ်းအင် အစာချေစနစ်အမြင့်ဓာတ်ပါဝင်တဲ့ကစီတက်တွေကအစာချေလမ်းကြောင်းကျန်းမာရေးကိုအထောက်အပံ့ပြုပါတယ်။အာယုံကျော်စနစ်အုံနောက်နဲ့အာယုံကျော်များပုံမှန်လှုပ်ဆောင်မှုလိုအပ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ကစီတက်ရွေးချယ်နေရွေးချယ်တဲ့အစာစာတွေကတော့ဆန်လုံးညဂျုံချန်းပဲမျိုးမျိုး ကစုံဥတစ်သီးတွေဟင်းသီးဟင်းရွက်တို့ဖြစ်ပြီးရှောင်ကျင်တဲ့အစာစာတွေကတော့တကြားတွေအချိုရည်တွေဖြူစွတ်စွတ်ပါမုံကိတ်မုံဘစ်ကတ် ပြုပြင်ထားတဲ့အသင့်စားအစားအစာတွေဖြစ်ပါတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏကစီတက်ကိုနေ့စဉ်စားသုံးမှုရဲ့55ကနေ65ရာခိုင်နှုန်းကန်အထိစားသုံးတင်ပါတယ်။ဒါပေမဲ့ရိုးရိုးကစီတက်ထက်ရှုပ်ထွေးကစီတက်ကို ပိုမှုရွေးချယ်စားသုံးမှုတော့အရေးကြီးပါတယ်။ပရိုတင်းဓာတ်ပရိုတင်းဟာခန္ဓာကိုယ်အတွက်အဆောက်အဦတည်ဆောက်သူလို့သင်စားရမယ့်တက်ကူပါ။အခြေခံဖွဲ့စည်းမှုကတော့ amino acid ဆိုတဲ့သိငယ်တဲ့မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားတဲ့ drop ပေါင်းကြီးဖြစ်ပါတယ်။ protein diet ရဲ့အဓိကလုပ်ငန်းဆောင်တာများခန္ဓာကိုယ်တည်ဆောက်ရေးကြွက်သားတွေတည်ဆောက်ခြင်းနဲ့ပြုပြင်ခြင်းအရေပြားစပင်လက်သေးတွေကြီးထွားရေးအရိုးတွေတန်မာစေရေးဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာအင်ဇိုင်းတွေထုတ်လုပ်ဖို့ဟော်မုန်းတွေထုတ်လုပ်ဖို့ခုခံအားစနစ်မြင့်တင်ဖို့တို့အတွက်လိုအပ်ပါတယ်။တည်ဆောက်ရေးဟီမိုဂလိုဘင်ကတဆင့်အောက်ဆီဂျင်တည်ဆောက်ခြင်းအာဟာရဓာတ်တွေခန္ဓာကိုယ်တလျှောက်ဖြန့်ဝေခြင်းတို့အတွက်လိုအပ်ပါတယ်။ ရိုတင်းဓာတ်အမျိုးအစားများသရိစံထွက်ပရိုတင်းအသားဝက်စိတ်အမဲကြက်သားဘဲသားငါးနဲ့ပင်လယ်စာနှုတ်ထွက်ပစ္စည်းများနှုတ်တိန်ချင်း cheese ဥအမျိုးမျိုးလိုဖြစ်ပါတယ်အပင်ထွက်ပရိုတင်းပဲအမျိုးမျိုးပဲစင်ကုန်ကလပဲမတ်ပဲအခွန်မာသီးတွေကတော့ဘာဒန်စီတကြသည်ဂျုံချန်းဆန်လုံးမျိုးလိုဖြစ်ပါတယ်နေ့စဉ်လိုအပ်တဲ့ပမာဏ ပုံမှန်လူတစ်ယောက်အတွက်တစ်နေ့ကိုကိုယ်လေးချိန်1ကီလိုဂရမ်ကို3.8ဂရမ်ကနေ3.2ဂရမ်အထိလိုအပ်ပါတယ်။လှုပ်ရှားမှုလိုက်လိုအပ်ချက်။တာမန်လူအတွက်3.8ဂရမ်ကီလိုဂရမ်။ကိုယ်ကာယလေ့ကျင့်သူအတွက်3.2ကနေ3.9ဂရမ်ဒါမှမဟုတ်ကီလိုဂရမ်။ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်တွေအတွက်3.5ဂရမ်ဒါမှမဟုတ်ကီလိုဂရမ်။ကြမ်းပိုင်နဲ့ညှို့တဲ့ပရိုတင်းရွေးချယ်နည်းများအကြံပြုချက်တွေအနေနဲ့ကတော့ ြက်ရင်ပုံသားအစီနဲပရိုတင်းတွေငါအိုမီဂါ3ပါဝင်ပါတယ်။ပယ်မျိုးမျိုးအမြင့်တက်ကျွယ်ဝပါတယ်။အစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေလို့ဖြစ်ပြီးတတိထားဖို့အချက်ကတော့အစီများတဲ့အသားတွေပြုပြင်ထားတဲ့အသားတွေကိုရှောင်ကျဉ်သင့်ပါတယ်။အစီဓာတ်အစီဓာတ်ဆိုတာကျန်းမာရေးအတွက်ရန်သူမဟုတ်ပါဘူး။မိတ်ဆွေဖြစ်ဖို့လိုတဲ့ဓာတ်တစ်မျိုးပါ။ အဆီဒက်ဆိုတာဓာတုဗေဒအရဂလစ်စထရောနဲ့ဖက်တီအက်ဆစ်တို့ပေါင်းစပ်ထားတာဖြစ်ပြီး စွမ်းအင်တိုလောင်မှုအနေနဲ့1ဂရမ်ကို6ကယ်လိုရီပါဝင်ပါတယ်။ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက်မရှိမဖြစ်အရေးပါတဲ့တက်တမျိုးလည်းဖြစ်ပါတယ်။အဆီဒက်ရဲ့အဓိကလုပ်ငန်းဆောင်တာများစွမ်းအင်တိုလောင်ခြင်းကြာရှည်စွမ်းအင်အရင်ကဆီဒက်ထက်နှစ်ဆပိုတိုလောင်နိုင်ပါတယ်။အရေးပေါ်စွမ်းအင်အရင်မြင့်အနေနဲ့ဆာလောင်မှုကာလမှာအသုံးပြုပါတယ်။ ကာကွယ်ရေးအရိုးတွေကိုချောစီပေးခြင်း အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်ခြင်းခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်းတို့ဖြစ်ပါတယ်အာဟာရဆုပ်ယူမှုဗီတာမင် A D E K တို့ဆုပ်ယူမှုကိုအကူအညီ ပေးပြီးအဆီဒက်ပါမှဗီတာမင်တွေထိထိရောက်ရောက်အသုံးချနိုင်ပါတယ်အဆီဒက်အမျိုးအစားများကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေအနေနဲ့မပြည့်ဝစီများတန်လွင်စီနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်ထောပတိ ဗီတာမင်နဲ့တက်တူတက်ကျွယ်ဝပါတယ်အခွန်မာသီးများဗာဒန်စိတ်တကြသည်အစိအဆန်များ နေကြာစိတ်ဖယုံစိတ်ငါးကြီးစီအိုမီဂါ3ဖက်တီအက်ဆစ်ကျွယ်ဝပါတယ်အိုမီဂါ3ဖက်တီအက်ဆစ်ဆယ်မွန်ကတူနာကအခွန်မာသီးများပင်လယ်စာများနှလုံးကျန်းမာရေးနဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်အထူးကောင်းမွန်ပြီးကျန်းမာရေးအတွက်မကောင်းတဲ့အစီတွေကတော့ပြေဝစီတွေနှုတ်ထွက်ပစ္စည်းတွေဥပမာအနေနဲ့ထောဘတ် cheese အနီအောင်အသားတွေ အမေသားဝတ်သားသူတို့ကိုတော့အနေငယ်ပဲစားသုံးတင်ပါတယ်ပြပြင်ထားတဲ့အစားအစာတွေအနေနဲ့ကိတ်မုန်ဘစ်ကွတ်ကြော်ထားတဲ့အစားအစာတွေ အာလူးကျော်ကြက်ကျော်တို့ကိုတော့လုံးဝရှောင်ကျဉ်တင်ပါတယ်နေ့စဉ်လိုအပ်တဲ့ပမာဏကျမ်းမာရေးနဲ့ညီညွတ်တဲ့လူကြီးတယောက်အတွက်တစ်နှစ်တာကယ်လိုရီရဲ့20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းကိုအစီတက်ကနေရရှိတင်ပါတယ်အချိုးအစားအကြံပြုချက်အနေနဲ့မပြည့်ဝစီဟာ80ကနေ90ရာခိုင်နှုန်းပြည့်ဝစီကတော့ 10ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းထက်မပိုတင်ပါဘူး။ကျမ်းမာရေးနဲ့ညီညွတ်ပြီးအစီရွေးချယ်နီးစားသုံးတဲ့အစားအစာများတန်လွင်စီထောပတ်သီးအခွန်မာသီးတွေဆယ်မွန်ကားရှောင်ကျင်တဲ့အစားအစာတွေကတော့အတင်စားကြော်အစားအစာများပြုပြင်ထားတဲ့မုံပဲသေးစာတွေမာဂျရီနဲ့အတုထောပတ်တွေလို့ဖြစ်ပါတယ်။ဗီတာမင်ဓာတ်များခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုထိန်းချုပ်ထားတဲ့ဗီတာမင်ဓာတ်တွေအကြောင်းကိုဆက်လက်ပြောပြသွားပါမယ်။ ဗီတာမင်ဓာတ်ဆိုတာခန္ဓာကိုယ်ကြီးထွားမှုဖွံ့ဖြိုးမှုနဲ့ဇီဝရုပ်ဖြစ်ပျက်မှုအတွက်လိုအပ်တဲ့ organic ဓာတ်ပေါင်းဖြစ်ပြီးပမာဏအနေနဲ့အနည်းငယ်သာလိုအပ်ပေမဲ့အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။အရင်းမြစ်အနေနဲ့ကတော့အစားအစာတွေကနေအထူးကရရှိနိုင်တာပါ။ဗီတာမင်ဓာတ်များအမျိုးအစားရေမှာပျော်ဝင်တဲ့ဗီတာမင်ဓာတ်များဗီတာမင် B အုပ်စုဗီတာမင် C အစီမှာပျော်ဝင်တဲ့ဗီတာမင်တွေဗီတာမင် A D E K ဗီတာမင် B1 လှုပ်ဆောင်ချက်အနေနဲ့စွမ်းရင်ထုတ်လို့ရအာယုံကျော်စနစ်ကောင်းမှွန်ပြီးအရင်းမြစ်အနေနဲ့စံကြုံပဲဝတ်သားလို့ကလည်းရရှိပါတယ်ဗီတာမင် B2 ရဲ့လှုပ်ဆောင်ချက်ကတော့ cell ကြီးထွားမှုစွမ်းရင်ထုတ်လို့မှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ no u အစိမ်းအောင်ဟင်းဒီဟင်းရွက်တို့ကရရှိပါတယ်ဗီတာမင် B3 ရဲ့လှုပ်ဆောင်ချက်အနေနဲ့ကတော့အစာချေစနစ်အာယုံကျော်စနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ကြက်သားငါမှုလို့ကလည်းရရှိပါတယ် ဗီတာမင် B6 ရဲ့လှုပ်ဆောင်ချက်ကတော့ပရိုတင်းဇီဝရုပ်ဖြစ်ပြမှုသွေးနေဦးထုတ်လုပ်မှုအရေးအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ကြက်သားငါးနဲ့အာလူးတို့ကနေရရှိပါတယ်။ဗီတာမင် B2 ကတော့သွေးနေဦးထုတ်လုပ်မှုအာယုံကျောစနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့အသားငါးနဲ့နှုတ်ထွက်ပစ္စည်းတို့ကနေရရှိပါတယ်။ဗီတာမင် C ရဲ့လှုပ်ဆောင်ချက်ခုခံအားစနစ်ကိုလာဂျင်ထုတ်လုပ်မှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ လိမ္မော်သည်တံမြာသည်စတော်ဘယ်ရီတို့ကနေရရှိပါတယ်။အစီမပျော်ဝင်တဲ့ဗီတာမင်တွေနံပါတ်၁ဗီတာမင် A လုံဆောင်ချက်အမြင့်အာရုံအရေးပြားကျန်းမာရေးအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့မုံလာဥနီကစုံဥဟင်းနုနယ်တို့ကနေရရှိပါတယ်။နံပါတ်၂ဗီတာမင် D လုံဆောင်ချက်အရိုးကျန်းမာရေးကယ်လ်ဆီယမ်စုပ်ယူမှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့နေအောင်ကြီးငားနဲ့ဥတို့ကနေရရှိပါတယ်။တတူတံများ တတုဓာတ်တွေဟာကျွန်တော်တို့ရဲ့အရိုးတွေ၊သွေးတွေ၊အာယုံရောတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။အကြီးစားတတုဓာတ်တွေနဲ့အသေးစားတတုဓာတ်တွေဆိုပြီးတတုဓာတ်တွေကိုအမျိုးအစားခွဲခြားထားပါတယ်။ရေအာဟာရဓာတ်6မျိုးတည်းကနောက်ဆုံးတစ်မျိုးဖြစ်တဲ့ရေဓာတ်အကြောင်းကိုဆက်လက်ပြောပြသွားပါမယ်။ရေဟာလူခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိပါဝင်ပြီးသက်ရှိအလုံးရဲ့အသက်ရှင်ရေးအခြေခံဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းပါတွေကနေပြီးကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျွန်တော်တို့ K2H အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတုဒရစေမဲ့အကြောင်းအရာတွေအလှအပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပတ်စဉ်တင်းတွင်နေတိုင်းစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဘာသာရေးဘာသာရေး

ကျွန်တော်တို့မြေစီမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FM Facebook Page ရဲ့ Messenger နဲ့မြေစီမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကို ကြိုဆိုပါရစေခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးကနေပြင်ဝင်ပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရက်တည်နေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you